ါရှင်ကျမကတော့ကေခိုင်ပါဒီပီပီရုံးမြင့်တန်ကြားရဲ့နေ့လည်နေ့ရက်အချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြမသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ဆလဆေကိုရန်နေမှာကြာအောင်မယ်လူထုကောင်းဆောင်နိုင်ငံတော်အတင်းအတိုင်းပင်ခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းကနေမွေးနေ့ဆူတောင်းဗီဒီယိုအခုရဲ့၈တောင်းပြည့်တော်ပြီလို့ကမ်ပိန်းတရဝင်းစာမျက်နှာကနေဖော်ပြလိုက်ပါတယ်မွေးနေ့ဆူတောင်းဗီဒီယိုဖိုင်ပေါက်၈တောင်းနဲ့ကဘာမှာအရေအတွက်အများဆုံး granite ဆယ်ကျင်းတင်ဖို့ရည်ရွယ်တာဟာဇွန်လ၁၈ရက်နေ့မှာပြည့်မြောက်တော့ခဲ့တာလည်းဖြစ်ပါတယ် လူထုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အတွက်ပါဝင်ဆုတောင်းပေးသူတွေအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးသူတွေအားလုံးကိုကင်မက်ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကကျေးဇူးအထူးတင်ရှိတယ်လို့ကမ်ပိန်းတင်ဝင်စာမျက်နှာကနေကျေးဇူးတင်စကားဆိုထားပါတယ် လူထုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဆက်အနာတိတ်တဲ့2020တခုနှစ်ဖေဖော်ဝါရီလကတည်းကဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီးစုစုပေါင်းအမှုစေကုံမှုတွေကအမှု၅မှုကိုပြစ်ဒဏ်လွန်ကျင်းတက်တာခွင့်ပေးခဲ့ပြီးတော့ကြံတဲ့စီလင်းမှုအတွက် ထောက်တန်း28နှစ်ဆက်လက်ကြားခံနေရတော့မယ်ဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တေချောင်းကျော်ကအသက်68နှစ်အရွယ်အဖိုးအိုအပါအဝင်ဆက်လေသမား၃ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတာနှစ်ပတ်ကြာပြီဖြစ်ပြီးအခုထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါရည်။အဲ့ဒီဆက်လေသမား၃ယောက်ကိုမြေပုံမြို့နယ်ငပတုံကျော်နာကပင်လယ်ပြင်မှာစစ်တင်ဖို့တစီကဇွန်လ၄ရက်နေ့တုန်းကဖမ်းဆီးခဲ့တာဖြစ်ပြီးကြောက်ဖြူရေစခဲမှာချုပ်နှောင်ထားစေဖြစ်တယ်လို့ဆိုပါရည်။ ဖန်ဆီးခံထားရသူတွေကကြောက်ဖြူနဲ့မြေပုံမှာငါအယောင်းဝင်လောက်ကြတဲ့အသက်68နှစ်အရွယ်ဥဖိုးတင်အသက်28နှစ်အရွယ်ကိုတောင်ကြီးနဲ့အသက်20အရွယ်ကိုထက်မြတ်တို့ဖြစ်ပါတယ်။အရခါတက်တော်အေကထိုးဆစ်ဆင်နေတဲ့ကြောက်ဖြူမျိုးမှာစကောင်စီတက်ကကုံလန်ရော်ရှေလန်းကိုပါမြို့ပြင်ထွက်ခွင့်ပိတ်ထားတယ်လို့ဒေတာခန်တွေစီကတရားပါရရှင်။ ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေအပေါ်မှာဝေဖန်ကန့်ကွက်မှုတွေရှိနေပါတယ်။ညသစဉ်ပေးပို့ထားပါရရှင်။ဒီ CRM ဥပဒေကိုဇွန်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး CRM မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအတွက် တရားမျှတမှုနဲ့အကောက်အွယ်ပေးဖို့ရည်ရွယ်ခဲ့ပေမဲ့ဒီဥပဒေရဲ့အချို့အချက်တွေဟာ တော်လန်ရင်အင်အားစုတွေကြားမှာပဲကြေကြေပြက်ပြက်အငင်းပွားပွေရာဖြစ်စေခဲ့ပြီးကံကွက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ် CDM မှာမပါတဲ့သူတွေကိုအေးအေးယူရမှာပြည်သူလူထုပေါ်သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအတိုင်းအေးအေးယူရမှာသာဖြစ်ပြီး CDM လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအေးအေးယူတာကဒီမိုကရေစီစံချိန်ဆက်ညွှန်းတွေနဲ့လဲကွဲလဲနေတယ်ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်ဒီဥပဒေကိုကန့်ကွက်သူတွေထဲမှာ ကိုရိုင်းစီရီယံဝန်ထမ်းတဦးဖြစ်ခဲ့ပြီးစီရီယံလှုပ်ရှားမှုကိုဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးလည်းပါဝင်ပါတယ်။သူကစီရီယံဝန်ထမ်းတွေကိုဥပဒေအရအကောက်ွယ်ပေးတာကိုကြိုးဆိုပေမဲ့နမ်စီရီယံဝန်ထမ်းတွေကိုတပြေးညီအရေးယူမဲ့အချက်တွေကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်။တချို့ဝန်ထမ်းတွေကဥပဒေပြောလို့ရှိရင်သူတို့မှဟိုပြန်စရာအေးအောင်မရှိတဲ့ဝန်ထမ်းတွေလည်းရှိတယ်ဗျ။ဒီ နိုင်ငံတော်ကပေးတဲ့လိန်ခံတွဲလေးလေးမှာဟိုမဖြစ်စလောက်လေးနေနေရတဲ့ဟာမျိုးတွေပြီးတော့မဖြစ်စလောက်ရတဲ့သူတို့လက်စားလေးနဲ့သူတို့နောက်မှာရှိနေတဲ့မိသားစုဝင်အဲ့မိသားစုဝင်တွေကိုကျွေးဖို့အတွက်အဲသူတို့အတွက်ခက်ခဲတွေစိတ်ခုံမှုတွေအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟိုတော့ဆုတ်နေရတဲ့ဝန်ထမ်းတွေရှိရဲအချို့ဝန်ထမ်းတွေကကြာတော့ကျွန်တော်တို့မဖြစ်မနေနားလည်ပေးရမယ့်ဟာတွေရှိတယ်ကဥပမာ2025 2020ဒီလိုရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်းပဲဒီဟိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကို မဲပေးတဲ့ဝန်ထမ်းတွေအတူနဲ့တည်းရှိတယ်ဗျာဒီအခုလက်ရှိ CI မလုပ်နိုင်သေးတဲ့ဝန်ထမ်းတွေအဲအဲ့တော့အဲ့လိုဝန်ထမ်းတွေကဘာလို့ CI မလုပ်နိုင်သေးလဲဆိုမလုပ်ကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဟိုအဲတိတ်ချာကျွန်တော်တို့ဟိုလိုက်ကြည့်ဖို့လိုတယ်အဲ့လိုစဉ်းစားချက်မျိုးမရှိဘဲနဲ့အဲတင်းချက်ဥတွေပြထမ်းပြီးတော့အဲ CI မလုပ်ရင်ဟိုအပြည့်သားလို့လို့ဆက်ဆံတဲ့ဟိုဥတွေမျိုးဆိုလို့ရှိရင်တော့ဟိုမဖြစ်သင့်ဘူးလို့ပဲကျွန်တော်တို့ကမြင်တယ်ဗျာကိုမင်းလေဦးက ဒီဥပဒေဟာမြေပြင်မှာနန်းစီဒီယံဝန်ထမ်းတွေကိုအလွဲတကူဖမ်းဆီးအရေးယူဖို့တရားဝင်အကာအကွယ်ပေးသလိုဖြစ်သွားစေနိုင်ပြီးစစ်ကောင်စီရဲ့လုံရက်နဲ့တူညီသွားစေက liberal democracy စံနှုန်းတွေနဲ့ဖီလာဆန့်ကျင်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ABFSU ကလည်း CRPH ကပြဋ္ဌာန်းတဲ့ CDM ဥပဒေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းဇွန်လ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဘကသမြအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးကော်မတီကမခင်နီကတော့ဒီဥပဒေဟာအားနည်းတဲ့သူတွေချင်းချင်းမှာပဲပို့ပြီးထိခိုက်နစ်နာမှုတွေများတဲ့လုံရက်တစ်ခုသာဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်ဆန္ဒရှင်စနစ်ကတော့ခေဆက်ဆက်မှာမနဲ့မတူမရန်သူဆိုပြီးတော့လုပ်တယ်အခုဆိုရင်လည်းအာ CDN ဝန်ထမ်းတွေကိုအာတက်အနေနဲ့ချိန်ချောက်တယ်ဖန်စီအရေးယူတယ်တခြားဒေါ်လိုင်းအင်အားစုတွေကိုလည်းသူ့ကိုမထောက်ခံတဲ့အတွက်သူ့အရေးယူရတဲ့ဟာတွေလုပ်တယ်အဲ့လိုပုံစံမျိုးကျမတို့ကထပ်တူ မလုပ်ပြီးဘို့လို့ရယ်ဘာဖြစ်လို့ဆိုကျမတို့တွေက passive မြင်နေရှိနေလို့မဖြစ်လို့ပဲအခုဒီဥပဒေမှာပါတဲ့အရေးယူခြင်းဆိုတဲ့အပိုင်းကနေစပြီးတော့ဖော်ပြထားတဲ့အနန်းစီဒီယံဝန်ထမ်းတွေအယတားဝန်ထမ်းတွေကိုကျမတို့ကအရေးယူမယ်အဝင်ချတောင်းပန်ခိုင်းမယ်ဘယ်လိုပုံစံမျိုးနဲ့တော့ဖြင့်အာအရာတို့တွေရှော့မယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာမျိုးတွေကအခုစက်ကောင်စီက CDM ပြောင်းဝင်လာတဲ့ဝန်ထမ်းတွေကိုဆက်ဆံနေရတယ်တူတူပါပဲ။ ရှက်ကောင်းစီနဲ့စစ်တပ်လူတပ်ရန်နေရတော့အာဒီပြည်သူတွေကိုဘယ်လိုလုပ်နေရစီရန်ဝန်ထမ်းတွေကိုဘယ်လိုလုပ်နေရဆိုရဲအညှိုးတစ်ခုနဲ့ကျမတို့ကသူ့ဘာသာသူညီညီနဲ့နန်းစီရန်ဝန်ထမ်းတွေကိုအဲ့လိုပုံစံမျိုးဖြစ်ပြန်လုံးလိုက်မယ်ဆိုရင်တော့အဲ့ဒါကဒီအားနေတဲ့သူတွေအချင်းချင်းမှာပဲပို့ပြီးတော့မှထိခိုက်နေတာမှုများရမယ်လုပ်ရတခုပဲဖြစ်သွားလိမ့်မယ်လို့ကျမတို့ကတော့ယူဆပါတယ်ဒီဥပဒေအရ2021ဧပြီ30ရက်နောက်ပိုင်းစီရီယံဝင်လာသူတွေကခိုင်လုံတဲ့အကြောင်းပြချက် တင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ် ဒီဥရေမှာတော့နမ်စီဒီယံဝန်ထမ်းတွေကိုတစ်ချိန်မှာအမိပြက်စည်းရင်သွင်းတာယာရုက ထုတ်ပယ်တာပြပထွက်ခွာခွင့်ယာယီပိတ်ပင်တာလစာခန်းစားခွင့်တွေပြန်အပ်ရတာဘွဲတစိုက်တွေကိုအတိအမှတ်မပြုတာနဲ့တရားစွဲတာတွေပြုလုပ်သွားမယ်လို့ပါရှိပါတယ်။အခုဒီဥပဒေမပြဋ္ဌာန်းသိတဲ့ကာလပေါ့ဗျာဒီဒီစီဒီယံလှူရှမ်းမှုတွေအားအားကောင်းနေတဲ့ကာလပေါ်တော့မှာပဲဒီနမ်စီဒီယံဝန်ထမ်းတွေပေါ်မှာ social punish လုပ်တဲ့ဟာမျိုးတွေကဟိုတော့ရှိနေတယ်ဗျာ။ အဲကျွန်တော်တို့နားလည်တာကကျွန်တော်တို့ကဟိုဒီမိုကရေစီဟိုဒီမိုကရက်တစ်ဆိုဆိုတီကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင်ခွဲပြားမှုတွေကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ်နိုင်ငံရေးကအခွဲပြားမှုတွေပေါ့ကျွန်တော်တို့လက်ခံဖို့လိုတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟိုအဲပြည်သူရမှာပေါ့ဗျာဟိုခုနကပြောတဲ့စဉ်းစားချက်မျိုးတွေရှိဖို့လိုတယ်ဘာလို့ဟိုသူဒီလိုဖြစ်လဲဆိုတဲ့ဟာမျိုးတွေအဲကျွန်တော်တို့ကဟိုဒီအဲလက်ခံပေးရမယ့်အနေအထားတွေရှိတယ်ဗျာအဲ့တော့ အဲအဲ့လိုခြေနေမျိုးကနာဂတ်မှာကျွန်တော်တို့ကတွန်လိုင်းကာလာမှာမင်းကဘာလုပ်ခဲ့လဲငါကဘာလုပ်ခဲ့လဲဆိုတော့အတွေးခေါ်မျိုးနဲ့တော့ကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့ကြီးကိုသွားဖို့တဲ့တော့အဟာတာနှုံးရှက်တော့ဟိုဖြစ်မထင်ရပါဘူးဒီဥပဒေမှာတက်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥပဒေပါကိစ္စရဲ့များနဲ့ဆက်လင်းပြီးအကျုံးဝင်ခြင်းမရှိစေရဆိုပြီးလဲဖော်ပြထားပါတယ်ဥပဒေပါအချက်တွေကိုကောင်းထည့်ဖော်ဖို့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်းဖွဲ့ရမှာဖြစ်ပြီး ဒီဥပဒေကိုနိုင်ငံတော်မှဖြစ်ဖြစ်ဒစိမ့်တတိသားမှဖြစ်ဖြစ်အာဏာတက်ရောက်စေဖို့တမရကအမိန်ထုတ်ရမှာဖြစ်ပါတယ်။ဒီ CDM ဥပဒေကိုတော့မမနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ဘာကတာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တဝဲဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC နဲ့တက္ကသိုလ်ဆရာတမကများကိုစားပြုကော်မတီတို့ကကန့်ကွက်ထားကြပါတယ်။ကျမမျက်သိစင်ပါရှင်။ စကောက်စီလေရင်ပြစ်ချခံခဲ့ရတဲ့စပစစ်ကြေော်အပါအဝင်ပလင်းနယ်တဲကကြေော်တွေကိုအမနဲ့ကစွန်လ16ရက်နေ့တရက်တည်းမှာပဲလေချောင်းကနေ15ချိန်လောက်ဘုံကျေတိုက်ခိုက်ခဲ့တယ်လို့မြန်မြန်တော်လေရဲတပ်ဖွဲ့တွေစီကသိရပါတယ်စပစစ်ရော လက်ပတ်ကန်ရောနဲ့မင်းတိုင်ပင်ကြေော်အနောက်ဘက်အပါအဝင်နေရာအများအပြားကိုလေရင်နှစင်းနဲ့ဘုံကျေချခဲ့တာပါ အဲ့ဒီလိုဘုံကျဲခံရတဲ့အတွက်ဒေတာခံပြည်သူတွေမွေးထားတဲ့ကျွေးနော့တွေတည်ဆုံခရရတယ်လို့ဒီကနေ့ဇွန်လ18ရက်နေ့မနက်ပိုင်းမှာလေလေကြောင်းကနေဘုံကျဲနေလို့ဒေတာခံတွေက ပြောပါတယ်။ဒါအပြင်ပလင်းနေတဲ့ကပြူစောကြီးအားကောင်းတဲ့ရော်တွေကိုစစ်ကောင်စီတပ်ကရိတ်ခါလက်နက်ခေရနဲ့စစ်အင်အားတွေဖြစ်တင်းနေတယ်လို့မြပြင်းတော်လေးရဲ့အဖွဲ့တွေကပြောပါရဲ့ရှင်။ မကွေတိုင်းရင်းနေချောင်းမြို့နယ်ကန်တာရော်တဲကိုဆိုလာစစ်တရက်နေ့ကစပြီးစစ်ကောင်စီတပ်စစ်ကြောင်းကမင်းရှို့ဖျက်ဆီးခဲ့တဲ့အတွက်လူနေအိမ်အလုံး20နေပါမင်းလောင်ပျက်စီးပြီးဒေသခံတွေထွက်ပြေးနေကြရတယ်လို့တော်လေရဲတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်အင်အားတရာလောက်ရှိတဲ့စစ်ကြောင်းဟာကန်တာရော်တဲ့မှာလေးရက်လောက်တွယ်ဆွေပြီးပစ္စည်းခိုးတာတွေနဲ့ပြည်သူတွေရဲ့အိမ်တွေကိုမင်းရှို့တာတွေလုပ်တော့တာလို့ရင်းနှီးချောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ် ်လက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းကလူပျော်ရောမှာတက်ဆွဲပြီးအိမ်တွေကိုမင်းထက်ရှို့နေတဲ့အတွက်ဒေသခံတွေထွက်ပြေးနေရပြီးအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရရှင် ်ရည်မြို့မှာဖမ်းဆီးထားတဲ့နိုင်ငံလေးခုကကြောင်ပြန့်ငွေလင်ခိုင်ဝန်ထမ်136ဦးကိုမင်းဆောက်ကနေတစင်းသက်ဆိုင်ရာနိုင်ငံတွေစီပြန်လည်ပို့ဆောင်လိုက်ပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ BGF ကရင်နယ်ကြားဆောင်တပ်နဲ့ DGB တပ်တွေကထိမ့်သိမ်းထားတဲ့ကြောင်ပြန့်ဝန်ထမ်136ဦးကိုဂျွန်လ18ရက်နေ့ကပြန်ပို့လိုက်တာပါ။အာဒီနေ့ကကျွန်တော်တို့နိုင်ငံပေါင်း၄နိုင်ငံပေါ့နော်။ နိုင်ငံပေါင်း၄နိုင်ငံမှာကျွန်တော်လူကြီးစုစုပေါင်း136ဦးပေါ့အဲ136ဦးထဲမှာမှာကျွန်တော်တို့ဒီနေ့အာ DKV အထင်းထင်းထားတဲ့နေရာကလေ3ဦးပေါ့နော်အဲပို့လိုက်တဲ့နိုင်ငံကိုကျွန်တော်ဒီနေ့ပြောပြရရင်တော့ VNM နိုင်ငံ69ဦးဂါနာက2ဦးအီသီယိုးပီးယား56ဦးနဲ့ကျွန်တော်ကင်မရွန်6ဦးပေါ့နော်အဲ့တော့6ဦးထဲမှာမှာဒါကျွန်တော်တို့ဒီ136ဦးလဲတဲ့ထဲမှာမှာကုလက ဒီကီဘီထိထိနေတဲ့နေရာမှာ BNL နိုင်ငံသားတူကျွန်တော်ကင်မရွန်နိုင်ငံသားတူပေါ့နော်တူဦးပေါ့အဲ့လိုအားလုံးစုစုပေါင်းကျွန်တော်တို့ဒီနေ့136ဝေဒရာနှစ်ဟိုကျွန်တော်တို့သွားပူဆောင်တယ်မြဝတီမှာ BGF ကကြားဖြတ်ငုံစတင်နှိမ့်နှင်းခဲ့တဲ့2025ဖေဖော်ဝါရီလဆန်းကစဂျွန်လ18ရက်နေ့အထိနိုင်ငံ25နိုင်ငံကလူရောက်9134ဦးဖမ်းထားပြီး8806ဦးပြန်ပို့ခဲ့ပြီးဖြစ်တာမို့128ဦးပဲပြန်ပို့ဖို့ ကျန်နေပါတော့တယ်ဂါနာဂါနာ how do you feel today how do you feel happy why 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 was i'm going home i'm going home what do you want to say what do you want to say oh myanmar is nice at least i've got some we are big jar army yeah i mean ကိုနိုင်ငံပြရတော့မှမိုးဝမ်းတာတဲ့အကြောင်းဂါနာနိုင်ငံသားကအင်္ဂလိပ်ဘာသာနဲ့ပြောသွားတာပါ

ခင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းကရွှေကုတ်ကို KK ပတ်မဲထော်တလေးနဲ့ကြောက်ခတ်ဒေသတွေမှာရှိတဲ့ကြားပြန်အွန်လိုင်းငွေလိမ်ငန်းတွေကဖမ်းထားတဲ့နိုင်ငံသားတွေကိုအတုလိုက်ပြန်ပို့နေတာဖြစ်ပြီးနောက်ထပ်လည်းထမှန်ဖမ်းဆီးမိတာတွေရှိနေပါသေးတယ်ခမကျွန်တော်မောင်တူပါမြောက်လို့မြောက်ပေါ်မှာဟဲ့ဘုမတယောက်လာကျူတူတော်ပတ်ကပ်ကဲ မူရလာဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်နိုင်ငံရဲ့ထိတ်တန်းခေါင်းဆောင်အယာတိုလာအလီခါမေနီကအစ္စရယ်နဲ့တိုက်ပွဲဆနေပြီလို့ဇွန်လ6ရက်နေ့အာယုန်တက်ချင်းကဆိုရှယ်မီဒီယာပေါ်မှာသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ် သူဒီလိုမပြောခင်နိုင်ပိုင်းအလိုမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီအန်ထိတ်တန်းခေါင်းဆောင်ဟာလွေကူတဲ့ပြစ်မှတ်တစ်ခုဖြစ်ပေမဲ့သူကတော့ဘာမှမလုပ်သေးဘူးလို့ပြောထားပါတယ်အမေရိကန်အနေနဲ့ဒုံးကျည်တွေကိုအယက်သားပြစ်မှတ်တွေထိခိုက်တာမျိုးမလိုလားပါဘူး။ဒါပေမဲ့အမေရိကန်ရဲ့တီးခံခြင်းကပေါလော်တဲ့အခြေအနေကိုရောက်နေပြီလို့ပြောရင်ချွင်းချက်မရှိလက်နက်ချဖို့အီရန်ကိုတောင်းဆိုခဲ့ပါတယ်။အမေရိကန်ဟာလက်ရှိအခြေအနေမှာရွေးချယ်စရာတွေကိုချိန်ဆနေတာဖြစ်ပါတယ်။ ထရန်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ရမှာအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေကိုတုံ့ပို့စိတ်အားထက်သန်နေတဲ့အပြင်ပဋိပက္ခကိုအဆုံးသတ်ဖို့တတမန်နီးလဲအယဖြည့်ရှင်းဖို့စိတ်ကူးကိုလည်းခြုံချနေလို့သမ္မတရုံနဲ့နီးစပ်တဲ့အရာရှိနှစ်ဦးက CNN သတင်းဌာနကိုဖြေကြားခဲ့ပါတယ် အစ္စရေးစစ်တပ်ကဗိုလ်ထုနဲ့အစောပိုင်းမှာအီရန်ရဲ့အာယုံခဲကရိယာနဲ့ဒုံးကျည် ထုတ်လုပ်တဲ့နေရာတွေကို လေယာဉ်50ကျော်ပါတဲ့စစ်စင်ရဲနဲ့စတင်တိုက်ခိုက်ခဲ့တယ်လို့ဗိုလ်ထုနဲ့အစောပိုင်းမှာသတင်းထုတ်ပြန်ပါတယ်ရှင်ဆလဘီအကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပူလီအသင်းဟာမက်ဆီဒီခွင်းလေလို Kevin De Bruyne ကိုခေါ်ယူခဲ့ပြီးတဲ့နောက်မှာအသင်းပေါ်ခရေးလေးကိုလည်းထပ်မံခေါ်ယူဖို့စဉ်းစားလာပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာကလပ်ကပဖလားကစားမဲ့မက်ဆီဒီလူစင်ကနေခြံလက်ခံခဲ့ရပြီးတဲ့နောက်အသင်းပြောင်းရောက်ဖို့တရားတလောက်ဖြစ်တော့ခဲ့တာပါမက်ဆီဒီမှာအနာဂတ်မရှိတော့တဲ့ဂရိတ်လစ်ကိုနာပိုလီအသင်းကခေါ်ယူဖို့ပြင်ဆင်လာခဲ့ပြီးစီတီဘက်ကနေပေါင်၄၅သန်းလောက်အလိုရှိနေပါတယ်စီတီဟာ၂၀၂၀ခုနှစ်ကဂရိတ်လစ်အတွက်ပေါင်သန်း၁၀၀အကုန်ကျခံခေါ်ယူခဲ့တာဖြစ်ပြီးတပတ် ပေါင်၃သိန်းပေးချေနေရပါတယ် ်နာပူလီအသင်းဟာမယ်ယူတောင်ပံကစားသမားခါနာချိုကိုလည်းခေါ်ယူဖို့ပြင်မှတ်ထားနေပြီးအဲ့ဒီကစားသမားနှစ်ဦးထဲကနေတဦးကိုခေါ်ယူသွားမယ်လို့သိရပါတယ်ရှင်ဒီပူပီရုံမြင့်တန်ကြားရဲ့နေ့လည်နနာရီသတင်းတွေကိုအတိုက်ရရှုစားခေကြရတာပါ။ကျမကကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။